အားလုံးပဲမင်္ဂလာပါဆော့ကောက်နေပြီးတော့ဂျိုးဆိုလိုက်ပါရယ်ဗျာအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ကျွန်တော်တို့ပရိသတ်လည်းအခိုင်အမာရှိရယ်ပရိသတ်ကလည်းသူတို့ပွဲတွေကိုမျှော်နေတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပွဲဝဲနေတဲ့မြန်မာဖိုက်တာတွေကဒီပုံရိပ်ကြီးရဲ့ဆိုလင်းကိုပစ်ဘရိုနီကာနဲ့ကျော်လာဝင်းတို့ဘာကြောင့်ပွဲတွေဝင်နေရလဲဆိုတဲ့အကြောင်းကျွန်တော်နဲ့ကိုစိုးညီတို့ကနေပြီးတော့ပူပေါင်းပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ဗျာအခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ပွဲရဝင်နေကြတာဒီ၃ယောက်အကြောင်းပြောမယ်ဆိုလို့ရှင်ဒါ ခုနကကျွန်တော်အချီးမှပြောရသလိုပဲဒီပြိတ္တခိုင်အပိမှုအခိုင်မှရှိတယ်သူတို့ပွဲတွေပြန်လာပြီဆိုတာနဲ့ကြာကျွန်တော်တို့ဒီဒီ combat sport အားကစားလောကမှာအာဟိုဆင်မြင့်ထပ်မှာဟိုပြိတ္တလှုပ်လှုပ်ရှားရှားရှိရဲစိတ်ဝင်စားမှုမြင့်တက်တယ်ပေါ့အဲ့ကစားသမားတွေကိုအကြောင်းအကျောင်းပွဲဝင်နေတယ်အဘရိုနီကာဆိုလည်းပြီးခဲ့တဲ့တစ်ပတ်လောက်မှာပဲပွဲကျင်ညာတယ်ဒါပေမဲ့သူပြန်မနှုတ်ထွက်သွားရဆိုတော့အကြောင်းပြချက်နဲ့ဒါလောတဲ့ပွဲကန်ဆာဖြစ်သွားတယ်ဆိုလင်းဆိုလည်းဒါတော်တော်ကြာပြီเนาะတော်တော်ကြာပြီနောက်ဆုံး ွဲနဲ့ပြန်ယူတက်မယ်ဆိုလို့တော်တော်ကာလကြာသွားခဲ့ပြီဒါကျွန်တော်တို့ဒီ land harrison နဲ့ထိုးတက်မယ်ဆိုပြီးရွှင်ရွှင်ရွှင်ရတယ်ဒါအခုကျွန်တော်ဒါဒီဒီဆယ်လပိုင်းနေကိုကြာကျော်လာခဲ့ပြီအနောက်တယောက်ကတော့ကျော်စွာဝင်းပေါ့နော်ကျော်စွာဝင်းဆိုလက်တာကျွန်တော်တို့ fetus ကိုရောက်တယ်အဲသူလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်တယ်သွားထိုးရမယ့်ပြန်ခွက်ကလက်တာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်မြန်မာလက်ဝဲကနေပြီးတော့မွေထိုင်းဖြစ်တယ်ပေါ့နော်မွေထိုင်းဖြစ်တော့သူမွေထိုင်းနဲ့ပတ်သက်တဲ့ legend ပြင်ဆင်မှုတွေလုပ်တယ်အဲအထူးသဖြင့်ကျွန်တော်ဒီ hydration test ပေါ့နော်အဲ့လိုဟာမျိုးတွေသူ weight ချပြီးတဲ့အချိန်မှာ hydration test နဲ့ပတ်သက်ပြီးသူ ဘယ်လိုပြောမလဲဒီအနည်းဆုံးအခြေအနေပေါ့နော်အဲ့လိုအခြေအနေတွေဝဲဝင်အောင်စူးစမ်းနေတဲ့တိုင်မှာသူ့ပွဲပြတ်သွားရဲဆိုတဲ့တဲ့ထက်ထွက်လာအကျော်သားဘက်ကဆိုရင် announcement လုပ်နိုင်တယ်မြန်မာပြည်သက်တွေဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းဒီကစားသမား၃ယောက်စလုံးရဲ့အခြေအနေပွဲကိုမျောနေကြတဲ့အခြေအနေတွေရှိရပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိချင်တာတွေကဒီကစားသမား၃ယောက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးအခုအဲအမြင်တွေကိုသိချင်တယ်ပြင်တည်ကြတယ်ဘလို့အပြောင်းလဲလေးရှိနေပေါ့နော်အဲ့ဒါလေးဖြေပေးပါဦးပထမဆုံးစဖြေရန်ကျော်တော်ဝင်းပေါ့နော်ကျော်တော်ဝင်းအကြောင်းကိုစဖြေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျော်တော်ဝင်းက1မှာ ူထိုးမဲ့ပွဲကိုကိုပါဝင်ဒီယူရညီလေးပြောသွားသလိုပဲယူရပိတ်သက်ညော်နေတဲ့ပွဲကျော်တော်ဝင်ဝမ်းမဘလို့ပွဲထွက်လာမယ်ငွေထိုင်းနဲ့ဘလောက်ကြီးအံဝင်မလဲဟုတ်ကဲ့ဝမ်းမဘလောက်အလုပ်ဖြစ်မလဲဒါကိုဖြစ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျော်တော်ဝင်ဆိုကိုလူဒီယူရလက်ဝဲရဲ့ပထမတန်းလက်ဝဲကျော်တယောက်ပထမတန်းမှာထိပ်ပိုင်းမှာရတီခဲ့တဲ့ကသာသမားတယောက်ဒီလိုအဆင့်ကသာသမားတယောက်ကဝမ်းမဘလောက်ကြီးလက်ဆွဲပြမယ်ကိုလူကတော့ညီမတွေဟိုနိုင်ဟိုနိုင်စီခြင်းနဲ့လေနိုင်စီခြင်းတော့နိုင်လောက်တဲ့လက်ဆွဲလက်ဆတ်ရှိတဲ့ကသာသမားတွေဆိုပုံမြောင်မိတယ် ဒီကိုတတိထားမိတာကျောသွားဝင်းရဲ့ပွဲကပထမကိုလူကြားတာ90ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်အထိ confirm ဖြစ်တာအခုလာမဲ့31ရက်နေ့မှာဒီ one friday fight 131မှာသူပြိုင်ပတ်တီနိုင်ငံသားကစားသမားတယောက်ဖြစ်တယ်သူထိုးမှသည်ဒီ135ပေါင်တန်း fly weight တိုင်းမှာထိုးမယ်ဆိုတော့အတန်လေးကြားတယ်ဟို confirm တော့မဟုတ်ဘောနော်90ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်အထိသိကြတယ်ဒါပေမဲ့ ဒီကတဲ့စနေပါထင်တယ်ဒီကတဲ့စနေတော့ဒီ one friday fight 131ရဲ့131ကဒီ fight card ကို one ထုတ်ပြန်တယ်ထုတ်ပြန်တဲ့အချိန်မှာကြော်တော်ဝင်ပွဲပါမလာဘူးကြော်တော်ဝင်ပါမလာသလိုဒီအခုလာမဲ့တောက်ကြမှာမြန်မာတရားဝင်မပါဘူးအဲ့တော့ကြော်တော်ဝင်ပွဲလေတက်သွားတယ်ကြော်တော်ဝင်အနေနဲ့ကိုတီးတဲ့လောက်ကဒီပွဲစဉ်အတွက်အများကြီးလှုပ်ထားတယ်သူဂျူလိုင်ထဲက fail ကိုရောက်ရောက်ဟုတ်တယ်ရောက်တဲ့အချိန်မှာ 81kg လောက်ရှိတယ်အဲ့ဒါကလေသူခြားခြား 81kg ကနေ68ဖြစ်လာတယ်68ကနေ65 နောက်ဆုံးကိုနောက်ဆုံးတီးရတဲ့အချိန်မှာသူဒီ60 63 kg လောက်ပဲချက်သွားတယ်ဟုတ်ဒီသူ့ထိုးမဲ့တရ35ပေါင်တန်းဆို63.2နဲ့တင် kg နဲ့ဆိုရင်နီးစပ်ဆုံးသူရောက်သွားပြီပွဲထိုးဖို့လည်းအသင့်အနေထားမျိုးဖြစ်နေပြီလို့သိကြရတယ်ပွဲလဲတွဲဆိုင်နဲ့ရထားပြီးွားရည်ဒီဒါမှမဟုတ်အော်တိုဘာ31မှာသူတွဲဆိုင်ပါလာမယ်အဲ့ဒါအနေမှာအခုဘာအကြောင်းဘာအကြောင်းကြောင်းလဲဆိုတော့တေချာတော့မသိရအောင်မသိရအောင်ဆိုတော့သူတို့လည်း အနောက်သေချာမလို့ကိုလန်လန်မိတလောက်တိုက်ပြီးတော့မေးမြန်းကြည့်တဲ့ချိန်မှာလည်းတရားဝင်ပြောလို့မရတဲ့ဟာတွေရှိနေတော့တေချာတော့မသိရဘူးပွဲပြတ်သွားတယ်အဲ့တော့ညော်ပေမဲ့မရောက်လို့ဖြစ်မလာဘူးပေါ့နော်ဟုတ်ကဲ့ဒီစောစောဝင်းကဒါဒီဒီနောက်ဆုံးတစ်ခေါက်မဖြတ်ခင်ကြားထဲမှာသူဘောနော်သူ post shoot တင်လိုက်တာရှိသေးတယ်အဲ့ဒါကိုလည်းဒါကျွန်တော်တို့ဒီ online ပေါ်ကားပေါ့နော် media တွေပေးရဝိုင်းပြီးတော့ ဖော်ပြကြတာရှိတယ်။ဒါပေမဲ့အတိတ်မကြအောင်နိုင်ဝဲလောက်ပဲကြာတယ်။ post တွေအကုန်လုံးပြန်ဖြတ်သွားကြတယ်ပေါ့။ပြီးတော့နောက်ထပ်ကာ post တက်လာတယ်ပေါ့။အဲကျွန်တော်အဲ့မှာဒီဇဝေဇဝါဖြစ်နေတာကဒီ31ရက်နေ့ထိုးမယ်ဆိုတဲ့ဟာကကျွန်တော် fan fat တက်တက်ပဲလား။ကစားသမားကိုယ်တိုင်ကထုတ်ပြောထားတာမျိုးလား။အဲကစားသမားတွေဒီ fighter တို့ကစားသမားတို့ကိုယ်တိုင်ကတော့တည့်အောင် announce မလုပ်ဘူး။ဒါပေမဲ့ညီလေးဦးနာပြောသွားတဲ့ post တခု post တခုကကိုယ်လည်းသတိထားလိုက်မိတယ်။ချက်ချင်းတော့သူတို့ဖြတ်သွားတယ်။ဘာသတိထားမိလိုက်မိလဲဆိုတော့သူနဲ့ fighter နဲ့စာချုပ်ထုတ်တဲ့အချိန်မှာဟုတ်ကဲ့။တင်လိုက်တဲ့ post ဒါပေမဲ့အဲ့မှာသူနဲ့ဝမ်းနဲ့စာချုပ်လေးပါကင်ထားတဲ့ဟာလေးသူကတွေးလိုက်ရဟုတ်တယ်အဲ့အကြောင်းလေသူချက်လိုက်တယ်လို့ကိုထင်တယ်ဟုတ်ဒီဝမ်းပွဲတဲ့နဲ့ပတ်သက်လို့ဒီ30တရက်နေ့ပွဲနဲ့ပတ်သက်ပြီးအားအားတော့ဒီအပြင်သတင်းတွေပေါ့နော်အပြင်သတင်းတွေပါတယ်နောက်ဖလက်တက်ကနေနောက်လာမဲ့ကစားသမားကတန်လွန်ပြီးွားလို့ရှိရင်ဒီကြော်ဆောင်ဝင်းဆိုတဲ့ပုံစံမျိုးဖလက်တက်ဘက်ကနေတင်ထားတာမျိုးလေးရှိတယ်အဲ့ကြောင့်မလို့30တရက်နေ့ပွဲမှာကြော်ဆောင်ဝင်းပါလာမယ်လို့အားလုံးကမျှော်လင့်ကြတာဟုတ်ကဲ့ကိုအဲ့တော့နောက်တစ်ယောက်ကတော့သစိုးလေးကိုဆိုနောက်ဆုံးမှမေးလိုက်ချင်တယ် ဘရိုနီကာပေါ့နော်ဘရိုနီကာဆိုလို့ရှိရင်ဒါသူနောက်ဆုံးထိုးတက်ခဲ့ရတယ်ကြာပြီဗျပွဲလဲရသည်ပြီပေါ့နော်ပြဘရိုနီကာဆိုလို့ဒါ the time fight ကနေပြီးချန်ပီယံတယောက်အနေနဲ့စာချုပ်ရသွားတဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဘရိုနီကာရဲ့ဒီနောက်ဆုံးအတိရာကတော့ဒါသူ့ပြိုင်ဘက်ကနှုတ်ထွက်သွားတယ် fight ကထွက်လာပြီပြိုင်ဘက်နှုတ်ထွက်သွားပြီပေါ့မှာဒီလိုအခြေအနေဖြစ်သွားတယ်ပေါ့နော်အဒီပွဲဝင်နေဘရိုနီကာပွဲဝင်နေတဲ့အခြေအနေပုံမှာအခုအမြင်ဘယ်လိုရှိမလဲဘရိုနီကာသူနောက်ဆုံးထိုးတာကမေလ9ရက်နေ့တော်တော်ဝေးပါဟုတ်တယ်မေလ9ရက်နေ့ဆိုတော့9လပိုင်းနေဆိုတော့9လကြော်သွားပြီ သူ့ပွဲကအခုလာမဲ့ဒီ1 1537မှာသူ့ပွဲကပထမဆုံးကပါတယ်ဒီမန်ဆာနဲ့ပြင်သစ်ကစ်ပေါ့စင်ထိုးမယ်ဆိုပြီးတော့ဘရော်နီကာတွေ့တိုင်းကိုတည်ယဝင် announce လုပ်ထားတယ်ဒါပေမဲ့ဒီနောက်ပိုင်းကျတော့ဒီမန်ဆာလုံးထွက်သွားတယ်ဆိုတဲ့ဟာမျိုးတွေကြားရတယ်ဒီ1537ရဲ့ပွဲစဉ်တွေကိုတရားဝင်ထုတ်ပြန်ကြေညာတဲ့အချိန်မှာကြတော့လေဘရိုနီကာရဲ့တွေ့ဆိုင်မပါလာဘူးအဲ့ဒီမှာလေဒီ1ဘက်ကရောဘရိုနီကာဘရိုနီကာဘက်ကရောဘာကြောင့် ီမန်ကနှုတ်ထွက်သွားတယ်ဆိုတဲ့အကြောင်းတရားဝင်တော့ရှင်းလင်းထားတာမျိုးအတွေ့ရတော့ဒါမဲ့ပြောမယ်ဆိုရင်ဘရော်နီကာရဲ့ပွဲစဉ်ကဒီမေလေးကသူ free fire မှာတစ်ခါထိုးတယ်ဆက်ဆက်ချင်းဖီရာနဲ့ထိုးတယ်ပွဲသူ split decision နဲ့ဆုံးတယ် favor မှာသူပွဲဥတ်ပဲ favor ပြီးတော့သူမေမှာထိုးတယ်သုံးလလောက်တွင်မှာ junior fighter junior fighter ကိုသူအလေတို့နိုင်လိုက်တယ်အခုဒီဆယ်လပိုင်းသူပထမဟာဆယ်လပိုင်းမဟုတ်၁၇လပိုင်းနိုဝင်ဘာ9မှာနိုဝင်ဘာ7မှာလုံးဝပွဲမှာသူပါလာမှာဒီ6လလောက်ပွဲဝေးပြီးတော့ပွဲပြန်ရတဲ့လို့အားလုံးစောင့်မျှော်နေ ဒါပေမဲ့လည်းအခုချိန်မှာဒီဘရော်နီကာရဲ့ပွဲစဉ်ကလည်းဒီပြတ်သွားတယ်ပေါ့နော်ပြတ်သွားတဲ့အတွက်စောင့်အကြုံမလက်တော့ဘူးလို့ဖြစ်နေတယ်ဒီဘရော်နီကာကိုတွေ့လာတော့ဘရော်နီကာကတော့ပုံမှန်လေးချင်းကနေလုံးနေတယ်သူရဲ့ပုံစံကောင်းကိုသူထိန်းထားနိုင်လာမျိုးတော့တွေ့ရတယ်ဟုတ်ကဲ့အဲ့ဒီမှာပေါ့နော်ဒါဘရော်နီကာဆိုလို့ရှိရင်ဒါကျွန်တော်တို့1 championship နဲ့သူရဲ့ contract က10ပွဲရှိတာပေါ့နော် လက်ရှိမှာအဲဆယ်ဝဲဆိုတဲ့ကာလပြောင်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် February လလောက်ကသူ့ပွဲဥထွက်ပေးတာဆိုတော့လောလောနှစ်ပွဲထိုးဘူးကသုံးပွဲမြောက်ပေါ့နော်အော်ပြင်ကစားသမားတယောက်အနေနဲ့အဲ့လိုပေါ်တော့စာချုပ်ကြီးလည်းရပြီဒါတစ်ဖက်ကလည်း champion အနေနဲ့ဒီပိုင်မောရောက်လာတဲ့ကစားသမားတယောက်အနေနဲ့၅လလောက်ပွဲကွာဝေးနေတာကဖြူးဖြစ်စဉ်တခုလို့ကိုမြင်လာအဲဖြူးဖြစ်စဉ်လို့ပြောမဲ့ဆိုလည်းရတယ်။ဘာကြောင့်လဲဆိုတော့ဒီဟိုစာချုပ်ရကစားသမားတွေကများသောအားဖြင့်တော့ပွဲကတိတ်တော့မစိတ်ဘူး။ဒီပုံမှန်ခေါ်ထိုးနေတဲ့စာချုပ်များနေတဲ့ကစားသမားတွေပွဲစိတ်တလောက် စာချုပ်ရလာပြီးတဲ့ကစားသမားတွေပြည့်ဥမာကြီးလေးอ่ะကိုရိုရော့ထန်ရော့ထန်ဆိုရင်လည်းဂျပန်မှာနောက်ဆုံးထိုးပြီးွားထိုးပြီးနောက်ပိုင်းမရအောင်ဘာလို့လဲဆိုသူတို့ရဲ့စာချုပ်ရကစားသမားတွေကဟိုလွယ်လွယ်ပြောရရင်တော့သူတို့ထိုးခြင်းမြင်တယ်ပုံမှန်ကစားသမားတွေကိုဒေါ်လာ2000 3000လောက်နဲ့ခေါ်ထိုးနေတဲ့အချိန်မှာသူတို့က2000လောက်ဖြစ်ပြန်ဟုတ်ကဲ့သူတို့2000လောက်ဖြစ်တယ်လို့သူတို့ရဲ့ပြိုင်ဘက်ကလည်းသူတို့တန်းဆိုတော့လိုက်ပြီးတော့ထိုးခြင်းမြန်ပါတယ်စာချုပ်ရကစားသမားတွေဒီပုံမှန်ကစားသမားတွေလွယ်ခေါ်ထိုးတဲ့ကစားသမားတွေလောက်တော့ပွဲမစိတ်ဘူး အဲ့တော့ဖြိုးဖြစ်စင်လို့ပြောမယ်ဆိုရင်လည်းပြောလို့တော့ရဥမာဆိုလင်းဦးလို့ဆိုလည်းဒီလိုပဲဆိုလင်းဦးဒီလည်းဘာကြောင့်တပွဲပြီးတပွဲပြတ်မရတော့လဲဆိုတော့ကိုမြန်လာသူဒီစာချုပ်ရကသာမတရားသူရဲ့ဒီအခြေခံခိုးကျစီလည်းမြင်သွားတယ်။နောက်ကိုတို့ထဲမှာဆိုရင်ကိုအောင်လာကြီးဟုတ်ကဲ့ကိုအောင်လာကြီးဆိုလည်းစာချုပ်ရသူတစ်နှစ်ကျော်လောက်ဝယ်ပေးမခံရတာမျိုးရှိတယ်။အဲ့မျိုးလေးတွေဟိုဖြိုးဖြစ်စင်လို့တော့ပြောလို့ရတယ်လို့ပဲကိုကတော့ဆိုကြတယ် ဆိုချင်တာပါဒီကြားထဲမှာကစားသမားကတော့ဒါပုံမှန်လေ့ကျင့်မှုပြင်ဆင်မှုတော့ဒါလုပ်နေရမယ့်အပိုင်းပေါ့နော်ဒါကျွန်တော်တွေးမိတာကြတော့ဒါ server contract ပေါ့နော် server စာချုပ်ရှိရဲ့အတိုင်းအတာမှာဒီ Bronica အနေနဲ့လည်းအချက်မြန်လုပ်ပဲလို့ဟာမျိုးသူထိုးရှင်းပြန်ထိုးသက်ချင်ပါပဲနော်အဲ့လိုအခြေအနေကိုသွားဖို့အတွက်ကြတော့ဘလို့ဖြစ်နိုင်လဲပေါ့အဲ့ဒီဟာအဲ့ဒီလမ်းကြောင်းကြတော့ပြီးခဲ့တဲ့လပိုင်းလောက်မှာ Stanfield ကဘန်ကောက် Post Interview မှာပြောထားတာဟုတ်ကဲ့ဟုတ်ကဲ့ဒီ Stanfield ကဘာပြောလဲဆိုတော့သူ့အနေနဲ့ Bronica နဲ့ထိုးခြင်း ိုးခွင့်ရလို့ရှိရင် Bronica နဲ့မွေထိုင်းထိုးခြင်းလေ Bronica နဲ့သူ့ထိုးခွင့်ရလို့ရှိရင်ပွဲလည်းကောင်းမယ်နှစ်အလုံးအတွက်လည်းအကျိုးရှိမယ်ဆိုတဲ့စကားမျိုးပြောထားတာရှိတယ်ဟိုဒီလိုကောလာဟာလာမျိုးပုံစံမျိုးမဟုတ်ဘူးကစားသမားကွယ်ဖြစ်ဟိုဒီ Bangkok Post လို့ဟာမျိုးနဲ့ interview လုပ်တဲ့နေရာမှာ official ထုတ်ပြောထားတာအဲ့တော့ Stan နဲ့ Bronica ရဲ့ပွဲစဉ်ဟာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဖြစ်လာနိုင်တော့ Stan ဒီလောလောဆယ်မှာသူကသူလက်စတန်ကလည်း injury ကြောင့်ပွဲဝင်နေတာဟုတ်တယ်ပွဲဝင်နေတာကနေသူအခုလာမဲ့ဒီ one 173မှာဒီ kickbox ဆင်ပြန်ထိုးမယ်ဒီဂျပန်ဂျပန်နိုင်ငံပြီးအောင်လေအဲ့ပွဲပြီးွားရင် तू က Ronika နဲ့ထိုးခြင်းလေမွေထိုင်းထိုးခြင်းလေ Ronika နဲ့ထိုးပြီးွားမှာဒီအတန်ဝိတ်တန်းရဲ့ဒီ MMA ကပတ်ကို तू ပြန်ယူမယ်ပြန်ယူဖို့ကြိုးစားမယ်လို့စတန်ကပြောတာအဲ့တော့ဒီအခုလာမယ်173အပွဲပြီးသွားလို့ရှိရင်ဘရိုနီကာနဲ့စတန်ပွဲများဖြစ်လာမလားဖြစ်လာခဲ့လို့ရှိရင်ညီလေးပြောတဲ့ချန်ပီယံလမ်းကြောင်းကတော်တော်ကွန့်သွားပြီ ီ1ဘက်ကလည်းပထမစီစဉ်လာတာဒီမန်စတာမန်စတာကလည်းကစ်ပေါက်စင်ဘက်ကတော့အရန်ကောင်းအရန်ကောင်းတော့အခြားဖွဲ့စည်းတွေမှာလည်းဒီချန်ပီယံကပတ်တွေကပတ်တွေအားကြီးလာတာအဲ့တော့ဒီစတန်နဲ့မတွေ့ခင်မှာဘရော်နီကာရောဟိုဒီ1ဆန်တက်တက်နေတယ်ဒီမန်စာနဲ့ပေးတွေ့တယ်မူလစီစဉ်လာပြီးွားလို့ရှိရင်ဟိုဒီစတန်ကလည်း173ပြီးွားလို့ရှိရင်ဘရော်နီကာနဲ့တွေ့ကြတယ်173ထိုးမယ်173မှာစတန်ကပုံမှန်သူလက်စမ်းလက်ရည်သူ injury ကြီးကြီးနဲ့ရှင်းပြနိုင်လိုက်မယ်ဆိုနောက်ပွဲစီ stand နဲ့ brownie car ရဲ့ပွဲဖြစ်လာတယ် ဲ့ဒီပွဲမှာဖြစ်လာခဲ့မန်ဆာကိုလည်းအရင်ဘရော်နီကာကိုဒီဟိုပေးထိုးလိုက်တယ်ဆိုတဲ့သဘောမျိုးဒါပေမဲ့အခုလက်ရှိအခြေအနေမှာကျတော့မန်ဆာနဲ့ဘရော်နီကာပွဲပြတ်သွားတယ်ပြတ်သွားရဲဆိုတော့ဒီကြားထဲမှာ1နေနဲ့ဘရော်နီကာအတွက်ပွဲတစ်ပွဲတော့စီစဉ်ပေးလိုက်မယ်ကိုထင်လာပေါ့တော့အဆီစဉ်ပြေးပြီးွားလို့ရှိရင်ဘရော်နီကာလည်းရလက်ကောင်းပဲပြီးသက်လက်ခတ်နိုင်တဲ့အနေအထားမျိုးပဲရှိလို့ရှိရင်ဘရော်နီကာရဲ့နောက်ပွဲစတန်ရဲ့နောက်ပွဲဒီစတန်ဘရော်နီကာဖြစ်လာဖို့များတယ်လို့ပဲယူဆမိတယ်ဟုတ်ကဲ့ဒါအခုပြောရလဲဒါဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့တခြားမှာဒါအထူးခြားဖြစ်စဉ် အဲတာမန်ထက်ပိုရဖြစ်စဉ်မျိုးဒီအဖြစ်ပြက်မျိုးတွေမရှိဘူးဆိုလို့ရှိရင်ဒါဘရိုနီကာအတွက်လည်းတပွဲထိုးပြရနဲ့ချန်ပီယံလူပဲထိုးလာရနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်ပေါ့နော်ဒါအဲ့တော့ဒီစတန်နဲ့ဘရိုနီကာပွဲကြောင့်တော့ကျွန်တော်ကြော်ပြီးမမေ့တော့ဘူးဂျိုင်းမှာလည်းဒါဖြစ်စဉ်တွေအများကြီးအားကြီးကောင်းလဲဖြစ်လာနိုင်ပေါ့နော်အဲ့တော့ဆိုလင်းဦးပေါ့ဆိုလင်းဦးနောက်ဆုံးထိုးတက်ခဲ့တဲ့အခြေအနေလက်ရှိထိပြတ်တက်မဲ့ဆိုတာတော်တော်ကြာခဲ့ပြီဒါကျွန်တော်တို့ဒါလမ်းထရီစင်နဲ့ပီကာအော်ဂတ်စတာမှာပြန်တည်ထားတာကနေပြီးတော့ဒါကျွန်တော်တို့ရွှေရင်ရွှေရင်ရွှေရင်နဲ့ဒါကျွန်တော်ဆယ်လပိုင်းနဲ့ရောက်လာခဲ့ပြီပေါ့နော်အဲ့တော့ ဆိုလင်းဦးပွဲဝင်နေတဲ့အခြေအနေပေါ်မှာအခုအမြင်ဘယ်လိုရှိတယ်လဲဒီဆိုလင်းဦးနဲ့ဒီ Harrison ပွဲကအမေရိကန်တန်ပါမှာရှစ်လပိုင်းနဲ့မှာတည်ထားခဲ့တဲ့ပွဲဒါပေမဲ့အဲ့ပွဲစဉ်ကဟိုအเจ้าဟိုသူတို့နောက်ကွယ်ရအဖြစ်ပြက်တွေကတော့တော်တော်လေးရှုပ်ထွေးပုံရတယ်ဘာလို့ရှုပ်ထွေးပုံရလဲဆိုတော့ဒီဆိုလင်းဦးနဲ့ဒီ Harrison တွဲဆိုင်တက်သွားတဲ့အပြင်ဒီတန်ပါမှာလို့ဖို့ကြီးရတာလေ173ပွဲစဉ်တစ်ခုလုံးကလည်း stand down ရရတယ်ဆိုတော့ကိစ္စကြောင့်သူတို့ ပယ်ဖြတ်လိုက်တယ်ပယ်ဖြတ်ပြီးတော့အဲ့ဒီပွဲစဉ်ကိုဒီဂျပန်ကိုပြောင်းတယ်ဂျပန်ကိုပြောင်းပြီး၈လပိုင်းလည်းဘယ်ကိုပြောင်းလဲဆိုတော့ဒီနိုဝင်ဘာမှာကျင်းပမယ်ဆိုတော့သူတို့ပြောင်းတယ်ဒီ173ရဲ့ဒီဂျပန်ကိုရောက်သွားတယ် American Tampa နဲ့အဲ့လိုရောက်တဲ့အချိန်မှာတွဲဆိုင်တွေပြန်ထွက်လာတယ်တွဲဆိုင်တွေပြန်ထွက်လာတော့ဒီဆိုလင်းနဲ့ Harrison တွဲဆိုင်မပါတော့ဘူးအဲ့ဒါလေးကတော့ကိုတတိထားမိတဲ့အချက်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါ ဲ့ဒီအချိန်တော့ဒါအခုပြောတယ်မဖြစ်ရတယ်မလားပါပေါ့နော် World Championship နဲ့ဒီငွေကြေးဆိုင်ရာဒီအသင်းတွေကထွက်တယ်ပေါ့နော်တကယ် officially ဖြစ်ခြင်းမဖြစ်ခြင်းကတော့ဒီသူတို့ဝင်ပြီးတော့ထွက်ပြီးဖြေရှင်းတဲ့အပေါ်မှာတော့မူတည်ပြောအဲ့တော့ design design ကိုစီစဉ်တဲ့အခါမှာပေါ့နော် World Championship ကဒီ design စီစဉ်တဲ့အပေါ်မှာဒါကျွန်တော်အမြင်ကိုမေးချင်လာတာပေါ့ဒီအလှဲကျသွားတဲ့စနစ်လားအလှဲကျသွားတဲ့စနစ်လားဆိုတော့ဆိုကြပါဆိုဒီဒီကစားသမားတယောက်ကဒီ champion ကပတ်ကို ဟိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ဘယ်နှလားနေပွဲထိုးရမယ်ဆိုတာမျိုးဘယ်ပွဲစီစဉ်ထိုးရမယ်ဆိုတာမျိုးပေါ့အဲ့လိုအခြေအနေနဲ့မူတည်သလားဒီစာချုပ်ရကစားသမားရဲ့ဆိုလဲအဲ့ဒီတိုင်းပဲခုနကအကိုပြောရတဲ့အထက်မှာတော့ပါတယ်စာချုပ်ရကစားသမားတွေကိုပွဲတဲ့ပေးမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကလည်းသူ့အရေးချင်းနဲ့တူတန်းတဲ့ကစားသမားကိုတဲပေးရပြတဲ့ထိုးချေရမြင့်သွားတယ်တာမန်ဒီဖိုက်တာတွေထက်ပေါ့နော်အဲ့လိုအခြေအနေလည်းရှိရပေါ့အဲ့တော့မေဂျန်နာကကျွန်တော်တို့ဒီပရိသတ်စီစဉ်တဲ့အခြေအနေကဒီကျွန်တော်တို့ဒီ round ပုံစံနဲ့တွားရတာလားဒါပေမဲ့ပရိသတ်အားပေးမှုရှိပရိသတ်စိတ်ဝင်စားတဲ့ပုံမူတည်ပြီးတော့စီစဉ်နေကြတာလို့မြင်လား သားသမားတွေဒီပွဲရတဲ့အန်လဲပတ်သက်လို့ရှိရင်ကိုတတိရမိတာဗရိုနီကာစာချုပ်ချုပ်တော့အချက်လေးတခုကိုတတိရမိတယ်ဟုတ်ကဲ့ဘာသွားတတိရမိလဲဆိုတော့သူစာချုပ်ချုပ်တယ်စာချုပ်ချုပ်တဲ့အချိန်မှာတနေ့အတွင်းမှာ6ပွဲထိုးရမယ်အဲ6ပွဲကလာ6ပွဲထိုးနေတဲ့အချိန်အတွင်းမှာချန်ပီယံလူ့ကွင်ပေးမယ်ဆိုတော့ဟာမျိုးထည့်ပြီးတော့စာချုပ်ချုပ်တယ်ဆိုတာမျိုးသိရတယ်အဲ့တော့ကစားသမားတူချင်းတယောက်ချင်းစီရဲ့စာချုပ်တွေမှာဒီလိုအခြေခံအချက်လက်လေးတော့ပါကောင်းပါမယ်ကိုယ်လည်းမှုတွေလည်းရှိနိုင်တယ်ဒါကကိုတိထားတဲ့ဒီဘက်ကစာချုပ်နဲ့ပတ်သက်တဲ့ကိစ္စ ီ promotion နေနဲ့ပွဲပေးတဲ့ဟာကြတော့ကိုမြင်မိတာအချက်နှစ်ခုပဲရှိတယ်တစ်ခုကစိတ်ခံလာချက်နောက်တစ်ခုက data အချက်လက်စိတ်ခံလာချက်ဆိုတာပြည်သက်ကဘလောက်တောင်းဆိုလဲပြည်သက်ဘလောက်ကြိုက်လဲပြည်သက်ဘလောက်ကြည့်ကျင်လဲအဲ့ပေါ်မှာမူတည်ပြီးတော့ပွဲပေးလေးရှိကြတယ် promotion နေရဒီအချက်လက်နဲ့ပတ်သက်လို့ရှင်တော့ तू ဘလောက်ထိနိုင်ပွဲဆက်နေလဲဒါမှမဟုတ်ပွဲဆက်တွေဘလောက်များလဲပွဲဆက်တွေဘလောက်ဝေးနေလဲအဲ့ပေါ်မှာမူတည်ပြီးတော့ပွဲပေးတာရှိတယ်တခါလေကြရင်တော့အချက်လက်ကောဒီစိတ်ခံလာချက်ကောနှစ်ခုလုံးကိုပါဝင်စီးညောပြီးတော့ ီပြည်သူတက်ကတောင်းဆုမှုတွေရောဒီ data အချက်လက်တွေပေါ်မှာမူတည်ပြီးရော promotion တွေနေလဲပွဲပေးလေးရှိတယ်ဒါပေမဲ့ဒီ one ကတော့ဘယ်ပေါ်မှာအဓိကဟို base လောက်လဲစိတ်ခံစားမှုကိုအဓိကဦးစားပေးတာလားစိတ်ခံစားမှုဆိုတာပြည်သူတက်ကအကြိုက်သူရဆွမ်းဆောင်မှု performance တွေပေါ်မှာဦးစားပေးတာလား data အချက်လက်တွေပေါ်မှာဦးစားပေးတာလားဆိုတာတော့ကိုသိချာမသိဟုတ်ကဲ့အဲ့တော့ဒီကစားသမား fighter 3ယောက်ပေါ့နော်ဒါအကိုဖြေဝါတော်တော်ပြည့်စုံတယ် fighter 3ယောက် ਨੇ ပတ်သက်ပြီးတော့ ရှိလာမဲ့ပွဲကြီးကိုအကိုဘယ်လိုမျှော်လင့်ထားလဲအကိုအကိုစဉ်းစားထားတာရှိမယ်ပေါ့နော်အဲအဲ့ဟာလေးကိုလည်းတစ်ချက်လောက်သေးသေးလေးပြောပြပါဦးဒီကျော်ဆောင်ဝင်းကလွယ်လို့ရှိရင်ပေါ့နော်ကျော်ဆောင်ဝင်းကလွယ်လို့ရှိရင်ဆိုတာဘာဖြစ်လို့ပြောလဲဆိုတော့ကျော်ဆောင်ဝင်းဒီဒီ1မှာတော့မျက်နှာသက်ကစားမှာဖြစ်နေတယ်ဟုတ်ကဲ့သူထွက်လာတဲ့ဒီ entry level နဲ့ပဲတွေ့မှာပဲ entry level အနေနဲ့ပဲတွေ့လာအဲ့ဒီကျော်ဆောင်ဝင်းကလွယ်လို့ရှိရင် Brownie ကောဆိုလင်းကောဒီအခုလာမဲ့ပွဲစဉ်တွေမှာလဲသူတို့ဒီသူတို့ရဲ့အခြေချင်းတွေကိုစမ်းသပ်ခိုင်းမဲ့တကယ်ပြိုင်ပွဲကောင်းနေတယ်ပဲ တွေ့မယ်လို့ကိုညှော်လင်းတယ်။ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့် Bronica Bronica ကလည်း Champion Land ကြောင်းထိဆက်သွားဖို့ရည်ရွယ်ထားတယ်။1အနေနဲ့လည်း Bronica ကို Champion Land ကြောင်းပေါ်တင်မှာပဲ။ Champion ရခြင်းမရခြင်းကိုပြောတာမဟုတ်ဘူး။ဒီ Gabalu ကွင် Challenge လောက်ခွင့်အထိကို Bronica ကိုတွန်းတက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးမွေထိုင်းအတန်ဝိုင်းမှာရောအမျိုးသမီးဒီအတန်ဝိုင်းကစ်ပေါ့ဆင်မှာရောကစားသမားတွေလက်ချိုးကြည့်လို့ရအောင်။ဟုတ်ကဲ့။နဲတယ်။ကစားသမားကောင်းတွေပေါ့ဒီ Champion Challenge လောက်လို့ရတဲ့ကစားသမားတွေက ဲ့ဘရောနီကအဲ့လမ်းကြောင်းဝတ်သွားမှာအဲ့လမ်းကြောင်းဝတ်မှာသွားမှာဖြစ်တဲ့အတွက်ဒီလမ်းကြောင်းဝတ်မှာတွေ့မပြိုင်ပဲတည်းသူ့အတွက်ခက်ခဲမယ်တိုင်မကောင်းနေနဲ့တွေ့ရမယ်လို့ထင်တယ်ဒီကိုအမြင်ပြောရလို့ရှင်တော့ဆိုလင်းဦးလို့စာချုပ်ရကသာသမားတယောက်ကလည်းသူ့ရဲ့နောက်ပွဲတွေကဒီလွယ်လွယ်ကူကူပွဲ၆နဲ့ပွဲ၄တော့ဖြစ်မှာမဟုတ်ဘူးဒီစာချုပ်ရကသာသမားတယောက်ဖြစ်တဲ့အတွက်သူနဲ့ညီတဲ့သာသမားမျိုးနဲ့ပဲသူတွေ့ရမှာပြိုင်မကောင်းနေနဲ့ပဲဆိုလင်းဦးတကယ်လို့ပွဲထက်ရမယ်ဆိုရင်ရှင်ဆိုင်ရမယ်လို့ပဲကိုအနေနဲ့ထင်မိတယ် ဟုတ်ကဲ့ကိုဒါအကိုဖြည့်ပေးခဲ့တဲ့အကိုရဲ့အမြင်နဲ့ဒါပြပြဆုံဆုံးဖြစ်တယ်ပေါ့နော်။ဒါပြိသက်တွေအနေနဲ့လည်းဒါဒုလိုဒုလိုဖြစ်လာတဲ့အချိန်တွေမှာကျွန်တော်တို့တွေရဲ့ဒါဟိုအနည်းဆုံးစဉ်းစားမိတဲ့အကြောင်းအရာတွေဆွေးနွေးတင်ဆက်ပေးရအောင်ကျွန်တော်အားနဲ့တက်လိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဆိုတော့လာမယ့်အပတ်တွေမှာလည်းဒီလိုထူးခြားကောင်းမွန်တဲ့အစီအစဉ်တွေနဲ့ကျွန်တော်ဆက်လက်တင်ဆက်ပေးတော့ဖို့ရှိပါတယ်။အဲ့တော့စောကားကိုစောင့်ကြည့်နေတဲ့ပြိသက်အားလုံးလည်းဒီနေ့ကနေပဲကျွန်တော်ကျေးဇူးတင်ပါလို့ပြောချင်ပါတယ်။လာမယ့်အပတ်တွေမှာလည်းဒီလိုကောင်းမွန်တဲ့အစီအစဉ်တွေကိုကျွန်တော်တို့နှစ်ယောက်ဆွေးနွေးတုံ့သက်ပေးတော့မှာဖြစ်လို့အဆောင်မြောက်အားပေးကြည့်ရှုကြပါအောင်လို့မိသားစုခန့်ချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။